မင်္ဂလာပါရှင်အောက်တိုဘာ22ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစူးစီးဖော်ပြပေးလိုက်ပါရရှင်။နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့စကိုင်းတိုင်းလဟဲမြို့နယ်ကမ်မော်လော်ရီကျေးရွာကိုအိန္ဒိယစစ်တပ်က drone နဲ့ဘုံကျဲလို့၈နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်အရသား2ဦးသေဆုံးပြီး4ဦးဒဏ်ရာရကြောင်းဒေသခံတွေကပြောပါတယ်။ကမ်မော်လော်ရီကျေးရွာကိုအောက်တိုဘာ20ရက်ည9နာရီဝန်းကျင်မှာ drone နဲ့ဘုံလေးလုံးကျဲချတာလို့ လဟေမျိုးဒေသခံတအူးကပြောပါတယ်အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN တာဝန်ရှိသူတွေလာဘူးတဲ့နေရာကိုဘုံကျဲသွားတာဖြစ်ပြီးအရက်သားတွေထိခိုက်သေးဆုံးခဲ့တာလို့သူကရှင်းပြပါတယ်အခုလိုကြေးရွာကိုဒရုန်းနဲ့ဘုံကျဲတာကသူရဲဘောကြောင့်တဲ့အိန္ဒိယစစ်တပ်ရဲ့လုပ်ရဖြစ်ပြီးအပြင်းထန်ဆုံးရှုံချတယ်လို့ NSCN ကအောက်တိုဘာ21ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာ NSCNK ရုံးအောင်အဖွဲ့ရဲ့ဗိုလ်မှူးချုပ်အဆင့်ရှိသူ ပီယောင်ကိုရဲ့ရဲ့နေအိမ်ကိုထိမှခဲ့ပြီးတေဆုံးသူနှစ်ဦးကဘူမှုချုပ်ရဲ့သားနဲ့မြေးတို့ဖြစ်တယ်လို့ဒေတာရင်သတင်းတွေကဖော်ပြပါတယ် NSCN ရဲ့ထုတ်ပြန်ချက်မှာတော့အသေးစိတ်မပါဝင်ပါဘူးပြီးခဲ့တဲ့ဇူလိုင်23ရက်ကလည်းနာဂကိုပါအုပ်ချုပ်ခွင့်ရဒေတာနန်းယုံမြို့နယ်ကခြေရွာတချို့ကိုအိန္ဒိယစစ်တပ်က drone နဲ့ဘုံကျဲလို့အရက်သားနေအိမ်တွေပျက်စီးခဲ့ပါတယ်ဒါကအိန္ဒိယစန့်ချီရေးလက်နက်ကိုင်အဖွဲ့တွေကိုပိတ်မှတ်ထားဘုံကျဲတာလို့ India Today သတင်းဌာနကဖော်ပြခဲ့တာပါ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN ကိုနာဂလူမျိုးတွေနေထိုင်ရာဒေသအားလုံးကိုပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ်တည်ကြားနိုင်ငံထူထောင်ဖို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဖွဲ့ရင်းသဘောထားကွဲလွဲမှုတွေကြောင့်အဓိကအားဖြင့် NSCN IM နဲ့ NSCNK စတဲ့အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့တာပါ။ NSCNK ကတော့ပြီးခဲ့တဲ့အောက်တိုဘာလလယ်မှာအိန္ဒိယနိုင်ငံဘက်ချမ်းကစခန်းတချို့ကိုတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေဖော်ပြကြပါတယ်။မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာက ကချင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းတို့နဲ့ထောင်20မိုင်ခန့်ထိနယ်နိမိတ်ချင်းထိစပ်နေပါတယ်။အဲ့ဒီနယ်စပ်တစ်လျှောက်မှာတော့အိန္ဒိယဆိုးရွားကိုတော်လှန်နေတဲ့နာဂနဲ့ကတဲ့လက်နက်ကိုင်အဖွဲ့တွေရှိနေတာပါ။ဒီနာဂနဲ့ကတဲ့လက်နက်ကိုင်အဖွဲ့တချို့ကလည်းစစ်ကောင်စီနဲ့ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကတီဘောနဲ့နမ်ဘတူမြို့နယ်အဆက်ထိစစ်ကောင်စီစစ်ကြောင်းတွေရောက်လာပြီး တအန်းတမတော် TNLA နဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။နတ်မတူမျိုးကိုဦးတည်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကအောက်တိုဘာ22ရက်ညနေပိုင်းမှာတီဘောနဲ့နတ်မတူအစံမိုးတေကျေးရွာနာကမိုးတေတရားထီရောက်လာပြီး TNLA နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSPP ကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီစစ်ကြောင်းကနတ်မတူချောင်းတောင်ဘက်ကန်မိုးတေတရားထီနေရာယူစိုးမိုးထားတယ်လို့အောက်တိုဘာ22ရက်ညနေပိုင်းမှာ SSPP ကထုတ်ပြန်ပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေက SSPP ထိန်းချုပ်ထားတဲ့ဒေသတွေထဲမှာပါဝင်ပါတယ်။ TNLA က10နှစ်ဆက်ကစစ်စေးရေးတွေနဲ့အတူရှမ်းမြောက်ကကြောက်မဲ၊တီဘော၊နမ်ဆန်၊မိုင်းလုံ၊မူမိတ်၊မန်တုံ၊နမ်မတူ၊ကုတ်ခိုင်၊နောင်ချို၊နမ်ခမ်း၊မိုင်းငော်မြို့နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုသိမ်းယူခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လမှာတော့နောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီးဒီလဆန်းမှာကြောက်မဲမြို့အဲ့ဒီနောက်တီဘောမြို့တို့ကိုဇက်တိုက်စစ်ကောင်စီကိုပြန်ပေးခဲ့ရပါတယ်။ တဖက်မှာလည်းစစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းကနေနေ့တိုင်းဘုံကျဲနေပြီးနတ်မတူကိုလည်းစစ်ကြောင်းတွေဥတီလာတာပါတိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့်မြို့ကန်တွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ SSPP ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာအင်ချံမြေပွဲဆောက်လုပ်တဲ့ရှင်နေတူပြန်ပေးဆွဲခံရပြီးဖမ်းခေါ်သွားသူတွေကကြက်သိန်း9000နဲ့ပြန်ရွေးခိုင်းနေကြောင်းမြို့ကန်တချို့ကပြောပါတယ်။အောက်တိုဘာ22ရက်မနက်ပိုင်းက မုံရွာမြို့ပေါ်မှာအိမ်ချမ်းမြေပွဲစားလဲလို့ရှင့်နေလဲလုပ်နေတဲ့အမျိုးသားတအုပ်ကိုခြံကြည့်ခြင်းလို့ဖုန်းဆက်ခေါ်တာကြောင့်သွားတဲ့အချိန်ပြန်ပေးဆွဲခံလိုက်ရတာလို့နှိဆက်သူတို့ကပြောပါတယ်လူနဲ့အတူကားလဲပါသွားပြီးသူ့ကိုလှုပ်ပေးဖို့အတွက်ကြက်သိန်း9000တောင်းနေကြောင်းနှိဆက်သူတွေကဆိုပါတယ်ပြန်ပေးဆွဲသွားတဲ့အဖွဲ့အစည်းအကြောင်းတော့အသေးစိတ်မသိရသေးပါဘူးမုံရွာမှာထင်ပေါ်လာတာနဲ့ပြန်ပေးဆွဲခံရလေရှိပြီးတော်တော်များများလဲမြို့မှာမနေရတော့ပဲထွက်ပြေးကုန်ကြပြီလို့မြို့ကန်တအုပ်ကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့မှာဥပဒေစိုးမှုမှုကင်းမဲ့လာပြီးခိုးမှုလူသက်သမျှမှုပြန်ပေးဆွဲမှုတွေမကြာခဏဖြစ်ပွားနေတယ်လို့မြို့ကန်တွေစီကသိရပါတယ်ရှင်။မလေးရှားနိုင်ငံမှာဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့နောက်အာနာသိန်းစစ်ကောင်စီရဲ့ချုပ်နှောင်မှုကိုခံထားရတဲ့ဒုက္ခသည်အရေးတက်ကြွလှူရှားသူအမျိုးသမီးနဲ့မိသားစုပြန်လည်လွတ်မြောက်ရေးကူညီပေးဖို့အတွက်မလေးရှားအစိုးရကိုလူအခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကတောင်းဆိုလိုက်ပါတယ်။ဒီမိုကရေစီရေးတက်ကြွလှူရှားသူ ရွှေပြောင်းဒုက္ခသည်တွေကိုအကူအညီပေးနေသူတဦးဖြစ်တဲ့ဒေါ်သူစာမောင်ခင်မုန်းဖြစ်သူနဲ့သားသမီး၃ဦးက2023ဇူလိုင်လတုန်းကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့နေအိမ်မှာအမည်မသိအမျိုးသားတစုရဲ့ဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ရပါတယ်။အဲ့ဒီတုန်းကသူတို့ကိုလာရောက်ဖမ်းဆီးသူတွေဟာမလေးရှားရဲတပ်ဖွဲ့သုံးကားတစီးနဲ့ရောက်လာခဲ့ပေမဲ့နောက်ပိုင်းစစ်ဆေးမှုအရအဲ့ဒီကားဟာရဲတပ်ဖွဲ့ပိုင်းနံပါတ်မဟုတ်ဘူးလို့ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ဒီနောက်မှာတော့ဒေါ်သူစာမောင်တို့မိသားစုရဲ့တရင်အစအနောက်ပျောက်ကွယ်နေခဲ့ပါတယ်။ အခုလထဲမှာစစ်ကောင်စီကသူတို့မိသားစုဝင်၅ဦးစလုံးကိုဖမ်းဆီးထိန်းသိမ်းထားပြီးအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ထားကြောင်းကြေညာခဲ့ပါတယ်။သူတို့မိသားစုကမြန်မာနိုင်ငံကိုတရားမဝင် ရောက်လာချိန်မှာဖမ်းခံရတာလို့စစ်ကောင်စီထုတ်ပြန်ပါတယ်။ဒါပေမဲ့သူတို့မိသားစုကတကယ်ပဲမြန်မာနိုင်ငံကိုကိုယ်သဘောနဲ့ကိုပြန်လာတာလားအာတမဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာလားဆိုတာကိုတော့စစ်ကောင်စီကတိတိကျကျမပြောပါဘူး။စစ်ကောင်စီကိုလိုလားထောက်ခံတဲ့ Telegram Channel တွေမှာတော့ဒေါ်သူဆောင်မောင်က သူထူထောင်ထားတဲ့အဖွဲ့အစည်းတချို့ကနေ NUG အတွက်ရန်ပုံငွေစုဆောင်းရှာဖွေပေးနေကြတာကြောင့်အခုလိုဖမ်းခံရတာလို့ဖော်ပြကြပါတယ် HRW ကတော့ဒေါ်သူစာမောင်တို့မိသားစုပျောက်ဆုံးခဲ့တဲ့အမှုဟောင်းကိုချက်ချင်းပြန်ဖွင့်ပြီးအထူးတလဲအာယုံဆိုင်စုံစမ်းပေးဖို့မလေးရှားအစိုးရကိုတောင်းဆိုခဲ့ပါတယ်ဒီဖြစ်ရပ်ကစစ်ကောင်စီအနေနဲ့နေဆက်ဖြတ်ကျော်ဖိနှိပ်မှုတွေပါကျူးလွန်ပြီးပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြစ်မှတ်ထားခဲ့တယ်ဆိုတဲ့အထောက်အထားတစ်ခုဖြစ်နိုင်တယ်လို့ HRW ကပြောပါတယ် ဒေါ်သူဆောင်မောင်က2015ခုနှစ်မှာမြန်မာနိုင်ငံကနေထွက်ပြေးလာခဲ့သူဖြစ်ပြီးကုလသမဂ္ဂကဒုက္ခသည်တဦးဖြစ်တရားဝင်အသိမှတ်ပြုထားပါတယ်။သူကမြန်မာဒီမိုကရေစီအရေးနဲ့မလေးရှားရောက်ဒုက္ခသည်တွေရွှေ့ပြောင်းအခြေချသူတွေအခွင့်အရေးအတွက်တက်တက်ကြွကြွလှုပ်ရှားနေခဲ့သူတဦးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတစဉ်ကပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒေတာရဲ့စွမ်းအားကိုအဆင့်သတ်မှတ်တဲ့အခါမှာစာရွက်တွေပေါ်ကအချက်အလက်တွေကိုကြည့်အားကိုးနေလို့မရဘူးလို့ တရုတ်အစိုးရသတင်းဌာနကဝေဖန်ခဲ့ပါတယ်။ကမ္ဘာပေါ်ကအစွမ်းအားအထက်မြတ်ဆုံးလေတပ်တွေဆင်းမှာအိန္ဒိယကတရုတ်ကိုကြော်တက်ပြီးတတိယနေရာရောက်ရှိလာတဲ့ပေါ် Global Time သတင်းစာကအခုလိုတုံ့ပြန်ခဲ့တာပါ။ပြီးခဲ့တဲ့သတင်းပတ်တုန်းက World Directory of Modern Military Aircraft WDMMA ကထုတ်ပြန်တဲ့အစီရင်အရအိန္ဒိယဟာ American နဲ့ Russia ပြီးရင်ကမ္ဘာပေါ်မှာစွမ်းအားအမြင့်ဆုံးလေတပ်ကိုပိုင်ဆိုင်လာကြောင်းသိရပါတယ်။ Newsweek သတင်းဌာနမှဖော်ပြခဲ့တဲ့အဲ့ဒီအဆင့်သတ်မှတ်ချက်ဟာ တရုတ်လူမှုကွန်ရက်သုံးဆွဲသူတွေကြောင့်မှအတော်လေးစွစွညံ့ညံ့ဖြစ်စေခဲ့ပါတယ်။ WDMMA ဟာနိုင်ငံပေါင်း103ခုရဲ့ဂျီတက်၊ရေတက်၊လေတက်တွေစီကလေကြောင်းတက်ခတ်ရေးစွမ်းဆောင်ရည်တွေကိုလေ့လာဆောက်ကြည့်ပြီးအခုလိုစည်ရင်းတွေသတ်မှတ်ထုတ်ပြန်တာလို့ Newsweek ရဲ့အဆိုအရသိရပါတယ်။ Newsweek ကတရုတ်ကိုကြော်ပြီးအိန္ဒိယကစွမ်းအားတတိယအကြီးမားဆုံးလေတက်ကိုပိုင်ဆိုင်လာတယ်ဆိုတာဟာအန်အောစရာစစ်ရေးအခင်းကျင်းအရေးတစ်ခုဖြစ်တယ်လို့ရေးသားထားခဲ့ပါတယ်။ American ဟာကမ္ဘာအားအကောင်ဆုံးလေတက်ကိုပိုင်ဆိုင်ထားပြီး ရုရှားကဒုတိယလိုင်းနေကြောင်းတတိယနေရာကိုအိန္ဒိယကတလန်းလာတာဟာအာရှရဲ့မဟာဗျူဟာအခင်းကျင်းမှာကြီးမားတဲ့အလှည့်ပြောင်းတစ်ခုလို့ဆိုနေကြောင်း Newsweek ကအမှတ်ချက်ပေးထားပါတယ် Global Times ကတော့တရုတ်လေကြောင်းပညာရပ်ဆိုင်ရာပညာရှင်တွေရဲ့အဆိုရင်းသဘောထားအမြင်တွေကိုကိုးကားပြီး Newsweek ရဲ့သတင်းနဲ့ပတ်သက်လို့တုံ့ပြန်ဝေဖန်လာခဲ့တာဖြစ်ပါတယ်တရုတ်ရဲ့အစီရေသူတေတူဖြစ်တဲ့ဂျန်ဂျူရှီကဒီလိုမျိုးသူတေတနာအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့အစင်းသတ်မှတ်ချက်တွေဆိုတော့ကသိပြီးအလေးထားစရာမလိုဘူးလို့ Global Times ကိုပြောခဲ့ပါတယ်။တကယ်တက်ခတ်ရေးစွန့်ရေးဆိုတာကစစ်မြေပြင်မှာမလုပ်နိုင်တယ်ဆိုတဲ့အပေါ်ပဲမူတည်ပြီးစာရွက်ပေါ်ကအစင်းတွေနဲ့အတိုင်းတာလို့မရဘူးလို့သူကပြောပါတယ်။ WDMMA ဟာလေတက်တွေရဲ့အဆင့်ကို Trooper Rating ဆိုတဲ့တွက်ချက်မှုတစ်ခုနဲ့သတ်မှတ်တာဖြစ်ပါတယ်။အဲ့ဒီအစင်းဟာလေတက်တစ်ခုရဲ့စုစုပေါင်းတက်အင်အားခင့်တဲ့အညီအဆင့်မြင့်တင်နိုင်စံတည်ယူပို့ဆောင်မှုပြည့်ခုပေးနိုင်မှုကာကွယ်ရေးစတဲ့စွန့်ရေးတွေပေါ်ချုံငေါအမှတ်ပေးတာလို့ဆိုပါတယ်။ ဒီတော့လင်းရဲ့အရထွက်ပိုင်ဆိုင်မှုတစ်ခုသေးတော်မှာပဲအရေးအသွေးနဲ့ကွဲပြားတဲ့ပေါင်းစပ်မှုတွေအလုံးပေါ်မူတည်ပြီးအဆင့်တမကြောင်း WDMMA ကပြောပါတယ်လက်နက်ကအဖွဲ့တစ်ခုစီရဲ့လေကြောင်းစစ်စစ်ရေးအင်အားကိုတန်းစီကျင်တော့ American Leader American ရေတပ် Russia Leader American G တပ် American Marine တပ် India Leader တရုတ် Leader ဆိုပြီးအဆင့်လိုက်ရှိနေပါတယ် Trooper Rating မှာဖော်ပြခဲ့မှုရအိန္ဒိယ Leader မှာ၄ရင်း6916စီးပိုင်ဆိုင်ထားပြီး တရုတ်လီတက်က3833စီပိုင်ဆိုင်တယ်လို့သိရပါတယ်။တရုတ်လီတက်ထက်အိန္ဒိယလီတက်ကပိုမိုအားကောင်းနေတယ်ဆိုတဲ့ news feed သတင်းကိုအိန္ဒိယမီဒီယာတွေကလည်းအထူးတလဲဖော်ပြခဲ့ကြပါတယ်။အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ DN ကတရုတ်ဟာကမ္ဘာပေါ်မှာအတောက်တင်းဆုံးထိတ်ဆုံးလီတက်3ခုစီးရင်တွေကနေဖိထုတ်ခံခဲ့ရပြီလို့အရေးသားထားခဲ့ပါတယ်။အိန္ဒိယလီတက်ရဲ့လေယာဉ်ပိုင်ဆိုင်မှု1916စီးရင်မှာ31.6ရာခိုင်နှုန်းကတိုက်လေယာဉ်တွေ29ရာခိုင်နှုန်းကအရေဟတ်ယာဉ်တွေ 27ဒသမ8ရာခိုင်နှုန်းကအမောင်းတင်လေရင်တွေဖြစ်ပြီးအဲ့ဒီလေရင်တွေကို American Russia တို့အပါအဝင်ကွဲပြားတဲ့အရင်းမြစ်တွေကနေဝယ်ယူထားကြောင်းဒါဟာရှုပ်ထွေးတဲ့ပထဝီဝင်နိုင်ငံရေးဆိုင်ရာတောင်းဆိုမှုအစိန်ခေါ်မှုတွေကိုလိုက်လျောညှိထွေးကန့်တွဲနိုင်အောင်ပြင်ဆင်ထားရမှန်းမြင်သာစေကြောင်း WDMMA ကသုံးသပ်ထားပါရှင်။ထိုင်းဝန်ကြီးချုပ်အဖြစ်ကနေဖေရှားခံရသူဖေထောင်တန်ရှင်နဝတ်ဟာဖြူထိုင်းပါတီအကြီးအကဲအဖြစ်ကနေနှုတ်ထွက်သွားခဲ့ပါတယ်။ ဖေးထောင်တာဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့အလို့သဘောဖုံးပြမှုတစ်ခုအတန်ဖိုင်ပေါက်ကြားလာရတာကနေပြဿနာတက်ခဲ့ဘူးသူပါသူရဲ့လုပ်ရဟာဝန်ကြီးချုပ်တူရဲ့ကျင်းဝတ်ပိုင်းကိုဘောင်းကျော်ချုပ်ဖောက်ခဲ့တယ်လို့ထိုင်းအခြေခံဥပဒေခုံရုံးကအဆုံးဖြတ်ပြီးဖေးထောင်တန်ကိုဝန်ကြီးချုပ်အဖြစ်ကဖယ်ရှားခဲ့ပါတယ်ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းခုံနဲ့ပတ်သက်ပြီးဖေးထောင်တန်ရဲ့အကိုင်းတွဲပုံတွေဟာနီလန့်မကြဘူးလို့လည်းခုံရုံးကဆက်ဆွဲခဲ့တာပါအဲ့ဒီနောက်ဆက်တွဲအဖြစ်သူဖခင်ဝန်ကြီးချုပ်တက်စင်ချနာဝုတ်ကိုတိုင်ထူထောင်ခဲ့တဲ့ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန်ပေါင်းအစိုးရလည်းပြည့်ပြဲသွားပြီးလွတ်တော်ထဲမှာအ धिक အတိုက်ခံဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အော်တိုဗလာ22ရက်မှာတော့ဖေးထောင်တန်ကသူဟာဖြူထိုင်းပါတီအကြီးအကဲတာဝန်ကနေနှုတ်ထွက်ပြီးဆိုတဲ့အကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲမတိုင်ခင်ပါတီမှာအလုံးစုံပြင်ဆင်ပြောင်းလဲမှုတွေဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီးအခုလိုဆုံးဖြတ်ခဲ့တယ်လို့ဖေးထောင်တန်ကဆိုပါတယ်။အဲ့ဒီအပြောင်းလဲတွေကိုလုံးဝအချိန်မဆိုင်ပဲအကောင့်ထဲပေါ်သစ်နေပြီလို့သူယုံကြည်ကြောင်းဒါကြောင့်လဲသူဟာပါတီအကြီးအကဲအဖြစ်ကနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ကြောင်း ။ဒါမှသာပါတီအနေနဲ့လမ်းသစ်ဖောက်ဖို့ပိုပြီးအကောင်းအောင်တည်ဆောက်ဖို့အားထုတ်ဝင်မှာအနာအခွဲကင်းလာပြီးပြည်ပြည်စုံတဲ့စုဖွဲ့မှုဖြစ်လာနိုင်ကြောင်းဖေးထောင်တန်ကသူ့ရဲ့ထုတ်ပြန်ချက်ထဲမှာမှတ်ချက်ပေးထားခဲ့ပါတယ်။ခေါင်းဆောင်နေရာကနှုတ်ထွက်ပေးလိုက်ပေမဲ့သူဟာဖြူတိုင်းပါတီထဲမှာဆက်ရှိနေမှာဖြစ်တယ်လို့ဖြူတိုင်းမိသားစုရဲ့အကြီးအကဲအနေနဲ့လည်းဆက်လက်တောင်းဝန်ယူနေမယ်လို့ပြောပါတယ်။သူဟာပြည်သူတွေအတွက်အပတ်တကုတ်စူးစမ်းအထောက်ပေးနေတဲ့ပါတီရဲ့ခေတ်သစ်တစ်ခုကိုတည်ထောင်ရမှာ။ အုတ်တချက်သေးတဲ့ခွင့်ကိုကြီးပန့်ပိုးပေးသွားမယ်လို့ဖေတောင်တန်ကဆိုပါတယ်။ဖေတောင်တန်ဟာထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့နှစ်လောက်တောင်းဝန်ထမ်းဆောင်ခဲ့တဲ့နောက်ဩဂတ်စ်လမှာခုံရုံးဆုံးဖြတ်ချက်အရရာထူးကနေဖေရှားခံခဲ့ရတာဖြစ်ပါတယ်ရှင်။ဗြိတိန်ကထောက်ပံ့ပေးတဲ့ဤပညာမြင့်တာဝဲပြခရစ်စတုန်ကြီးကိုအသုံးပြုပြီးရုရှားဓာတ်ပစ္စည်းစက်ရုံတစ်ခုကိုယူကရိန်းကတက်ခိုက်ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ယူကရိန်းစစ်တပ်က Strom Shadow ဒုံးကြီးကိုအသုံးပြုခဲ့တဲ့အဲ့ဒီစစ်စင်ဟာပြတ်မှတ်ကိုအအောင်မြင်မြင်ထိခိုက်ပျက်စီးစေခဲ့တယ်လို့ပြောပါတယ်။ စထရမ်ရှဲရိုဒုံးဂျီဟာရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေထောက်လန်းနိုင်မှုကိုရှောင်ရှားပြီးပြစ်မှတ်စီရောက်ရှိခဲ့တယ်လို့ယူကရိန်းကအောက်တိုဘာ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။ယူကရိန်းကရုရှားရဲ့ရေနံကျစက်ရုံနဲ့ဓာတ်ထုစက်ရုံတွေကိုပြစ်မှတ်ထားဖျက်ဆီးနေတာဟာရုရှားစီးပွားရေးအတွက်အကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာစေတယ်လို့စစ်ရေးသူတွေအသီးတွေကသုံးသပ်ကြပါတယ်။စစ်စိတ်ထောင်းနေတဲ့ရုရှားဟာရေနံတင်ဖို့ရောင်းချမှုတွေကနေပြည်ပဝင်ငွေအ धिक ရှာဖွေနေပေမဲ့ယူကရိန်းရဲ့တက်ခတ်မှုကြောင့်ပြည်တွင်းမှာတောင်စွမ်းအင်ပြက်လက်မှုပြဿနာတွေကြုံလာနေရပါတယ်။ ယူကရိန်းစစ်တပ်ကအလုံးမကွန်ရဲ့မီဒီယာအိတ်မှာအော်တိုဗလာ22ရက်နေ့ကအရေးသားကြေညာထားရမှာတော့ brick မြို့မှာရှိတဲ့ဓာတုပစ္စည်းစက်ရုံကို storm shadow ဒုံးကျင်နဲ့တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီစက်ရုံဟာဂျူဂျော်တူရုရှားနိုင်ငံရဲ့စစ်မှတ်ရေးရာစမှုကဏ္ဍအတွက်အရေးပါတဲ့အဆောက်အအုံတစ်ခုဖြစ်ကြောင်းဖော်ပြထားပါတယ်ယူကရိန်းစစ်ပွဲမှာရုရှားစစ်တပ်အုံချနေတဲ့ရန်မုတ်ဖောက်ခွေရေးပစ္စည်းတွေနဲ့ဒုံးကျင်လောင်စာတွေကိုအဲ့ဒီစက်ရုံကနေထုတ်လုပ်ပေးနေတာလို့လည်းယူကရိန်းကစစ်ဆဲခဲ့ပါတယ် ရုရှားဘက်ကတော့ BRICS ဓာတ်ရုပ်ပစ္စည်းစိတ်ယုံတက်ခိုက်ခံရတဲ့ကိစ္စပေါ့ဘာမှချမ်းမမပေးသေးပါဘူး။ဒါပေမဲ့အော်တိုဗလာ22ရက်အာရုံမတက်ခင်မှာရုရှားဟာယူကရိန်းရဲ့မြို့တော်ကိယက်ကို drone တွေဒုံးကျည်တွေအသုံးပြုပြီးညလုံးပေါက်လေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ Storm Shadow ဒုံးကျည်တွေကို Britain နဲ့ပြင်သစ်စစ်တပ်တွေကအသုံးပြုပြီး Britain version ကတော့တိုက်လေယာဉ်ပေါ်ကနေပစ်ခတ်ရတာဖြစ်ပါတယ်။ပြင်သစ်မှာတုံးနေတဲ့မျိုးခွဲကတော့တိုက်လေယာဉ်တွေအပြင်ပြင်သစ်ရေတပ်ရဲ့ရေပေါ်နဲ့ရေငုပ်သင်္ဘောတွေပေါ်မှာပါတက်ဆင်နိုင်ပါတယ်။ စထရမ်ရှယ်ရိုဒုံးကျည်တစဉ်ကိုတိုက်လျင်ပေါ်ကနေပြစ်ခတ်လိုက်တဲ့အခါရေဒါတွေကထောက်လန်းနိုင်စွမ်းမရှိတော့တဲ့အနိတ်မျိုးကနေလမ်းကြောင်းရှာပြီးပြင်မဲ့စီပြန်တမ်းပါတယ်။လမ်းခီးတစ်ချောက်ကအတားစီတွေကိုရှောင်ကွင်းဖို့အတွက်အဲ့ဒီဒုံးကျည်ဟာကဘာလုံးဆိုင်ရာမြေပုံစနစ် GPS နဲ့ပတ်ဝန်းကျင်မြေမျက်နှာတွင်ပြင်အာရုံခံစနစ်တွေကိုအသုံးပြုပါတယ်။ပြီးတော့ဒုံးကျည်ထိပ်ဖို့မှာတက်ဆင်ထားတဲ့ကင်မရာကအမှန်တကယ်တက်ခတ်ခြင်းနဲ့ပြင်မဲ့ဟုတ်မဟုတ်နောက်ဆုံးအတိပြုပြီးတော့မှပြင်မဲ့ကိုဖျက်ဆီးတာဖြစ်ပါတယ်။ အဲ့ဒီဒုံးကြီးတွေဟာပေါင်900ကျော်လေးတဲ့ထိပ်ဖူးကိုတည်ဆောင်ပြီးမိုင်340ကျော်လောက်ထိခရီးပေါအောင်ပြန်တန်းနိုင်ပါတယ်။ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီးကရုရှားနိုင်ငံအတွင်းပိုင်းထိတိုက်ခိုက်နိုင်မဲ့တဝေးပြက်လက်နက်တွေပို့မထောက်ပံ့ပေးဖို့အမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေကိုတောင်းဆိုထားပြီးအထူးသဖြင့်အမေရိကန်ရဲ့နာမည်ကျော် Tomahawk Cruise ဒုံးကြီးတွေရောင်းချပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုတိုက်တွန်းထားပါတယ်။ဒါပေမဲ့လက်တလုံးမှာတော့ထရမ့်ကယူကရိန်းရဲ့တောင်းဆိုမှုကိုညှင်းဆို့ထားစေပါ ထရမ်ဟော့တွေဟာမိုင်1500ကျော်လောက်ထိခရီးပေါအောင်ပြန်တန်းနိုင်တာကြောင့်အထိလက်နက်တွေသာရောက်ခဲ့မယ်ဆိုရင်ရုရှားရဲ့မြို့တော်မော်စကိုထိယူကရိန်းကတိုက်ခိုက်ဖို့လက်လန်းမိလာမှာဖြစ်ပါရဲ့ရှင်။ People's Wing ကတင်ဆက်ပေးနေတဲ့မြန်မာနဲ့ကမ္ဘာတဝန်းကဖြစ်ပျက်နေတဲ့သတင်းကြောင်းရတွေကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။